ရအောင်အောင်အောင်အရာအလုံးရအောင်အမောရောက်ကြတယ်တော့လိုက်ပြီအရာအလုံးအဲ့ဆိုပုံမှန်ဆိုတဲ့ပုံစံမျိုးနဲ့ဆိုလိုက်ရအရာအလုံးထက်အဲ့လိုမျိုးဆိုလိုက်လို့ရတယ်မဲ့အဲ့လိုမျိုးကြတော့လည်းမလောက်ဘူးဘလို့ကြီးတော့လက်ကြီးရတယ်တမျိုးကြီးအားလုံးပဲမင်္ဂလာပါဗျာဒီအပိုင်း live ပေါ်မှာလူပြောများနေတဲ့ video file လေးတွေကိုစုစည်းပြီးတော့ reaction လုပ်လိုက်ခြင်းပါတယ် ီဗီဒီယိုဖိုင်လေးတွေကိုကြည့်ပြီးသားဖြစ်မယ်လို့လည်းထင်ပါတယ်သိကြမယ်လို့လည်းထင်ပါတယ်ဒါပေမဲ့အတူတူပြန်လည်ပြီးကြည့်ရှုဖို့ဖိတ်ခေါ်ချင်ပါတယ်ဟုတ်ကဲ့ပါအရင်ဆုံးကျွန်တော်တို့ပထမဆုံးဗီဒီယိုလေးကိုအရင်ကြည့်ကြရအောင် အားလုံးမြင်တွေ့တဲ့အတိုင်းပဲကြောက်စဲဈေးလို့သိရတယ်။ပြိုချကန်ဤဖြစ်လောက်တဲ့အထိပျက်စီးသွားပြီနော်။အဲ့ဒါကိုဆက်ပြီးတော့ဈေးရောင်းချနေတယ်။ပြောမဲ့သူတွေလည်းမရှိကြဘူးလို့ထင်ပါတယ်။နော်စီပင်ဘာလို့နေလဲမေးစရာရှိတယ်။အဲ့တော့ဒါကိုကြည့်ချင်းအဖြစ်ဝမ်းရေးကပိုရေးကြီးနေတယ်လို့ထင်ပါတယ်။ကိုသက်ကိုတော်မှဗဒနာမထားဘဲနဲ့ နော်ကျွန်တော်တို့စာဝေးနေရေးကပို့ပြီးရေးကြီးနေပုံရပါတယ်ဈေးသူဈေးသားတွေအနေနဲ့လဲဒါအင်မတန်ကိုအန္တရာယ်များပါတယ်ပြီးတော့ငလင်ကအချိန်တိုင်းလှုပ်နေတဲ့သဘောရှိပါတယ်နော်အခုထိကိုငလင်ကဂျိုကြားဂျိုကြားလှုပ်နေတုံးမှာပဲအဲ့ဒီတော့ဒီလိုနေရာမျိုးတွေကဆက်ပြီးတော့ဈေးရောင်းချဖို့မသင့်တော့ဘူးတခြားနေရာကိုရွှေ့တင်ပါတယ်ဓာရီကိုကုညီဆောင်ရွက်ပေးဖို့တာဝန်ရှိတဲ့လူတွေမှလည်းလိုတယ်လို့ကျွန်တော်ကတော့ထင်ပါတယ်အချိန်မရွေးပြိုကျသွားနိုင်တဲ့ ဇေယောင်းတဲ့သူတွေကြီးပဲအန္တရာယ်များတာမဟုတ်ပါဘူး။လာဝယ်တဲ့သူတွေကလည်းဒီနေရာကို လာပြီးဝယ်ရတာဖြစ်တဲ့အတွက်အင်မတန်ကိုဒီနေရာကအန္တရာယ်ဆုံးပါ။ဒီနေရာကိုလောလောဆယ်မှာပိတ်သိမ်းထားတဲ့တခြားနေရာမှာပြောင်းပြီးဇေယောင်းတင်ပါလေ။ဒါတွေကိုမြင်စိတ်မကောင်းဘူးဗျာ။နော်ကျွန်တော်တို့လူမျိုးတွေအနေနဲ့လည်းအဲမရှိတာထက်မတိတာခက်ဆိုသလိုဖြစ်နေပြီ။နော်ဒါကအန္တရာယ်များတယ်ဒါဒါဒီနေ့မှမရောင်းတင်ဘူးဆိုတာကိုလည်းသိတင်ပါတယ ဘလောက်ပဲစားဝတ်နေရေးဒုက္ခရောက်နေပါစေကိုယ်အသက်ထက်တော့ဘယ်အရာမှအရေးမကြီးပါဘူးဗျာနော်အဲ့တော့တာဝန်ရှိတဲ့သူတွေလည်းမြင်နိုင်ပါစေတွေ့ကြပါစေပေါ့နော် ဟုတ်ကဲ့ပါနောက်ဗီဒီယိုဖိုင်လေးတစ်ခုကိုလည်းဆက်ကြည့်ကြရအောင်ကြည်စားပါဟုတ်ကဲ့ပါဒါတော့ ဒီရပိုင်းလိုင်းပေါ်မှာနာမည်ကြီးနေတဲ့လူပြောများနေတဲ့ဗီဒီယိုဖိုင်မှာအဲတော့ရဟန်းတန်ခါးကြီးဆုံးခံကြွလာတဲ့အချိန်မှာရေလောင်းနေပေါ့အဲတော့ဒါကိုတော့ကျွန်တော်ထွေထွေတူတူပြောမနေဘူးဒီထက်ဆိုးတဲ့အခြေအနေတွေကျွန်တော်တို့မြန်မာပြည်မှာအများကြီးရဟန်းတန်ခါးကြီးနဲ့ပတ်သက်ပြီးဒီထက်ဆိုးတဲ့အခြေအနေတွေအများကြီးရှိတယ်ဒီထက်ဆိုးတဲ့ပြဿနာတွေလည်းအများကြီးရှိတယ်ဒါတခုတည်းကို focus ထားပြီးတော့ပြောလို့မရဘူးဒါပေမဲ့ကြည်ပြီးတဲ့လူတွေလည်း ပြန်ပြီးကြည့်လို့ရအောင်ဘာဒီမှားနေလဲဘာဒီကဘလို့လဲဆိုတာကိုသိတဲ့လူတွေလည်းပြောပြလို့ရအောင် ကျွန်တော်ကပြန်လည်တင်ဆက်ပေးရခြင်းဖြစ်တယ်မကြည့်ရသေးတဲ့လူလည်းကြည့်သွားပါကျွန်တော်တို့ရဲ့သာသနာမှာဘာဒီလွဲနေလဲကျွန်တော်တို့ရဲ့ဘာသာမှာဘယ်ဟာတွေကပြဿနာရှိနေလဲဆိုတာကိုဒီလိုဗီဒီယိုဖိုင်တွေက ထောက်ပြပြောဆိုနေတာဖြစ်ပါလေ ဲရေးကြောက်တဲ့ကိုယ်တော့ရေးကြောက်တဲ့ကိုယ်တော့နောက်ပုံးနေအားခဲ့မရဘူး ओके रिटा लग रही है इन दम ले ले အဲ့တော့ကျွန်တော်ကိုတချို့လူတွေကပြောကြတယ်အကောင်းမြင်စိတ်ကလေးနဲ့ကြည်ပါဗောဟုတ်ကဲ့ပါကျွန်တော်အကောင်းမြင်စိတ်ကလေးနဲ့ကြည်ရရင်ဘာပဲပြောပြောဦးစင်းနေလဲဒီတကြံမှာဆုံးခံရင် ရေပတ်ခံရတာဗောဗျာ အေးချမ်းတာပေါ့နော်ဒီလိုမျိုးအကောင်းမြင်စေခင်းနဲ့ကျွန်တော်တော့တွေးပါတယ်ဒါပေမဲ့တခုတော့ရှိတယ်ဗျနော်အခုလိုင်းပေါ်မှာရေပက်ရင်ဆင်းရိုက်မယ်ဆိုတဲ့ဆရာတော်တော့မသိစေနဲ့နော်မသိစေနဲ့နော်ဘာဖြစ်လို့လဲဆိုတော့ပြဿနာတွေတက်မှာဆိုးလို့ပါနော်ပြဿနာတွေကမြန်မာပြည်မှာတခုပြီးတခုဖြစ်နေတော့ထပ်ပြီးတော့ပြဿနာတက်မှာဆိုးလို့ပါဒီဗီဒီယိုဖိုင်ကိုတော့ဒီဆရာတော်မတွေးပါစေနဲ့လို့ဆုတောင်းပါတယ်နော်ဘာလို့ဆိုတော့ရေပက်ရင်ဆင်းရိုက်မယ်ဆိုတဲ့ဆရာတော်ကရှိနေလို့ပါ ကျွန်တော်တို့နိုင်ငံမှာတချို့ရွာတွေတချို့နယ်တွေမှာဓလိထုံနှန်းစင်လာဆိုပြီးတော့အယူမှအလွဲမှလုံနေကြတာတွေရှိတယ်ဗျ။အဲ့ဒါတွေကိုကျွန်တော်တို့ channel တွေကနေပြီးတော့ထောက်ပြပြောဆိုတင်တယ်လို့ကျွန်တော်ကယူဆတဲ့အတွက်ကျွန်တော်ထောက်ပြပြောဆိုခြင်းသာဖြစ်ပါတယ်။တချို့ယူဆအလွဲမှတွေကကျွန်တော်တို့လူ့အဖွဲ့အစည်းအတွက်မတင်တော်ဘူးကျွန်တော်တို့သာသနာအတွက်မတင်တော်ဘူးကျွန်တော်တို့ဘာသာအတွက် မဖြစ်သင့်ဘူးဆိုရင်ကျွန်တော်တို့က delay ထုံးလန်းစင်လာဖြစ်နေပါစေအောင်ကျွန်တော်တို့ဒါကိုပယ်ဖြတ်လိုက်ဖို့သင့်ပါတယ်ပယ်ကိုပယ်ဖြတ်ရမှာပါလွဲနေတဲ့အယူဆတလွဲဖြစ်နေတဲ့ထုံးလန်းစင်လာဆိုကျွန်တော်တို့ရဲ့လူဖွဲ့စည်းမှာမရှိသင့်ဘူးလို့ကိုယူဆပြီးတော့ဖြတ်သိမ်းသင့်ဖြတ်သိမ်းရမှာပါဒါကိုတည်ထားဖို့လိုတယ်လို့ကျွန်တော်ကယူဆပါတယ်အဲ့ဒါကြောင့်လဲဒီ video file လေးတွေကိုပြန်လဲတင်ပြရခြင်းဖြစ်ပါတယ်ဟုတ်ပါပြီကျွန်တော်တို့နောက်ထပ် video file လေးကိုထပ်ပြီးကြည့်ပါဦးမယ် ကျမအိမ်သာဆေးတဲ့ပုံကိုကြည့်ပြီးတော့ကျမကိုပြောကြလေးရှိတယ်။အဲ့ဒါကျမအပြစ်လို့တော့မမြင်ဘူးပေါ့နော်။ဒါပေမဲ့ကျမပြန်ပြီးတော့မှဖြည့်ရှင်းပေးပါမယ်။တခြားလူတော့မသိဘူးရှင်။ကျမကတော့အိမ်သာဆေးပြီဆိုလို့ရှိရင် City Bread နဲ့တိုက်ပြီးဆေးရတာကိုလက်နဲ့အရပါရဆေးရတာကိုပို့ပြီးတော့မှကျမသဘောကျတယ်။အဲအိမ်သာဆေးရဲ့ထုတ်တန်ရှိတယ်။ထုတ်တန်နဲ့ကြတော့ဒီအပြည့်မိုင်းလောက်ပဲကောင်းနေရှင်။အတွင်းတကယ်အတွင်းကြကြကြတော့တည်တည်ကြကြမပြောင်း။ကြီးတည်တည်ကြကြမပြောင်းရှင်။အညီကြီးကိုလုံးဝတန့်စင်သွားတာမျိုးမရှိဘူးဆိုတော့ကျမအားမရအောင်။ကျမအ ိုက်ညစ်ပတ်နေတဲ့အရာတခုခုကိုကျွန်မတန်ရှင်းလုပ်ပြီဆိုလို့ရှိရင်ကျွန်မရှင်းလိုက်တဲ့အရာဒီပြောင်းလဲနေရမယ်ရှင်းနေရမယ် အဲအဲ့လိုမျိုးကျမရှင်းတော့မှလုံးဝစိတ်ကအဲအဆင်ပြေတာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ကျမအားရပါရပဲကျမအဲဒီလိုမျိုးရင်းရင်းပပတ်ကြီးတွေပဲဖြစ်ဖြစ်မငင်းမပတ်ပဲဖြစ်ဖြစ်ကျမလက်နဲ့ပဲအားရပါရအဲ့လိုစေးပါတယ်တချို့ကကျမရဲ့အိမ်သားကိုကျမစေးရလို့ထင်ကြတယ်မဟုတ်ဘူးရှင်ကျမရဲ့အဖေဆရာကြီးဦးတန်းအမေဆရာမကြီးတော်တန်းစိန်တို့တိတ်ခါထပ်ပေးထားတဲ့ဒီဆရာတော်ဖျားကြီးဖြစ်တဲ့ဆရာတော်ဦးစန္နာတီရီရဲ့အကြောင်းကကုလီတွေကိုစေးပေးနေရပဲဖြစ်ပါတယ်ရှင်တန်ရှင်းရေးလုပ်တဲ့အခါမှာကျမမလုံရင်ကျမလုံးဝလက် ည်းမလုပ်ဘူးလုပ်ပြီဆိုလို့ရှိရင်လည်းကျွန်မစေတနာလေးထားပြီးတော့မှတည်တည်ချာချာလေးကိုကျွန်မပြောင်းရအောင်ကျွန်မလုတ်တက်တဲ့အချင်းရှိတဲ့အတွက်ကြောင့်အခုလိုမျိုးကျွန်မအဲသူများအမြင်မသိတော့စရာဖြစ်သွားတော့ကျွန်မမပြောတတ်ဘူးဘလို့နေနေလူပတ်ဝန်းကျင်ရဲ့အပြောအားဘလို့မှလုတ်မှာမဟုတ်တဲ့အတွက်ကြောင့်ကျွန်မကတော့ကောင်းတဲ့အရာတွေကိုပဲစူးစမ်းပြီးတော့လုတ်ဆောင်သွားပါမယ်ကျွန်မကိုကျွန်မလည်းကောင်းအောင်နေသလိုကျွန်မအနီးနားသူတွေကိုလည်းကောင်းအောင်ပြုပြင်ပေးပါတယ်အခုလိုဆော့ခိကြီးမှာပေါ့နော်နှင်းမြညပျောက်တရားအရန်များလာတဲ့အခါကျတော့ကျွန်မတို့ဒီစင်းရတာတွေချမ်းသာတာတွေဘလို့ ိုလူစားတွေဆိုတဲ့အရာတွေကအရေးမကြီးဘူးပေါ့နော်ဆိုကုတူကိုဘလို့ရှာကြံပြီးယူရမလဲအတို့ကောင်းမှုတွေကိုဘလို့လုပ်ကြမလဲတက်နိုင်တဲ့လောက်လေးပဲကျမတို့ရှိတာလေးကိုပဲကျမတို့လှူဒန်းပေးမယ်အဲအလူအတန်းလို့ဖို့အတွက်ကိုငွေရေးကြေးမှာကိုကမလှူနိုင်ဘူးဆိုလို့ရှိရင်ရတယ်လေလောက်အားနဲ့ကုတူပြုတ်လို့ရတယ်ငွေအားနဲ့ကုတူမပြုတ်နိုင်ဆိုရင်ကျမတို့လောက်အားနဲ့ကုတူပြုတ်ကြမယ်ကုတူဆိုတာလေကျမတို့ရဲ့လက်တကမ်းနေရှိရေပေါ့နော်ကျမတို့လောက်တတ်မယ်ဆိုလို့ရှိရင်ကုတူရမယ်အလုပ်တွေဆိုတာအများကြီးပဲ အပစံနေထောင်ချီတောင်းချီတိမ့်ချီပြီးတော့လှူမကုသိုလ်ဒီအထမြောက်တာအလှူဒီအထမြောက်တာမဟုတ်ဘူးပေါ့နော်ကုသိုလ်ရတာမျိုးမဟုတ်ဘူးလှူမဲ့တဲမယ်ဆိုလို့ရှိရင်အဓိကကတရားတရားပေါ့နော်အခုလိုမျိုးလုပ်မယ်ဆိုလို့ရှိရင်စိတ်ရင်းစေတနာကောင်းမှုလိုအပ်တယ်စိတ်ထားလေးကမှန်ကန်နေဖို့လိုတယ်ဒီဒါဒီလိုမျိုးအလုပ်တွေဆိုရတယ်ကျမတို့စိတ်မပါဘဲနဲ့ဘာမှမလုပ်ချင်ကြဘူးလေစိတ်ပါလက်ပါလေးနဲ့ဒီလိုအိမ်သားဆိုတာလူတကာရဲ့အညစ်အကြေးပေါ့နော်စုံနဲ့အိမ်သားဖြစ်တဲ့အတွက်ကြောင့်အရင်ညစ်ပတ်တဲ့အိမ်သားကိုတက်တက် ရှင်ရှင်လေးဖြစ်သွားအောင်ကျွန်တော်တို့တန်ရှင်းပေးရတာဒီအရန်ကိုမှမုံမြက်ပါတယ်အိမ်တဲ့အိမ်မှာလုံးဝမရှိမဖြစ်လိုအပ်တဲ့အရာတွေအိမ်သာဖြစ်တယ်လို့မျိုးအိမ်သာဆိုလို့ရှိရင်လည်းလူတိုင်းကနှာခေါင်းရှုံ့ကြရပါတော့။အညစ်ပတ်တဲ့နေရာဆိုတာကိုအဲခလေးတွေကအစာသိတဲ့အခါကျတော့ကျမတို့ဒီအခုလိုမျိုး မတန့်ရှင်းတဲ့နေရာတွေကိုတန့်ရှင်းသွားအောင်လုပ်ပေးမယ်ဆိုလို့ရှိရင်အရန်ကိုမှကုတူရပါတယ်ရှင်။ဒီ view file လေးကတော့ လက်အိမ်မပါပဲကုလီတွေကိုတန်ရှင်းလုပ်နေတာကြောင့်လူပြောများနေတဲ့ဗီဒီယိုဖိုင်လေးပါအဲ့ဒါနဲ့ပတ်သက်ပြီးတော့ကာယကရှင်ညီမလေးကပြန်လဲရှင်းပြထားတဲ့ဗီဒီယိုဖိုင်ပါအဲ့တော့ကျွန်တော် viewer တွေလည်းသူရှင်းပြထားတဲ့ဗီဒီယိုဖိုင်လေးကို ကြည့်ပြီးတော့ဘလို့ထင်ကြလဲကုသိုလ်နဲ့ပတ်သက်ပြီးတော့သူပြောပြထားတာလေးကတော့မစိုးဘူးလက်ခံလို့ရတယ်ဒါပေမဲ့နောက်တစ်ခါလုပ်ရင်တော့လက်အိတ်ကလေးနဲ့လှုပ်စေခြင်းပါတယ်ဒါအပြုသဘောအနေနဲ့ကျွန်တော်ဒီညီမလေးကို ပြောပြခြင်းဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အရာရာတိုင်းအရာရာတိုင်းကိုကျွန်တော်တို့ကဘာသာရေးအမြင်နဲ့ပဲမကြည့်သင့်ဘူးဗျ။နော်။အရာရာတိုင်းကိုဘာသာရေးအမြင်နဲ့ကြည့်နေရင်တချို့ကိစ္စတွေကလွဲသွားနိုင်တယ်။အမြင်မသင့်တော်တာတွေဖြစ်သွားနိုင်ပါတယ်။အဲ့တော့ဘာသာရေးအနေနဲ့ကြည့်ရင်မှန်ပေမဲ့ကျမ်းမာရေးအမြင်အရသင့်တော်ဘူး။ကျမ်းမာရေးအမြင်အရအဆင်မပြေပါဘူး။အဲ့တော့နောက်တစ်ခါ လုံမယ်ဆိုလို့ရှိရင်လက်ရိုက်ကလေးလှုပ်ပြီးတော့မှ line ball ကိုတင်ပါအဲ့ဒါလေးကိုအကြံပေးချင်တာပါညီမလေးပြပြသွားတဲ့ကုသိုလ်နဲ့ပတ်သက်ပြီးတော့ immediate go အဆင်ပြေပါတယ်ကောင်းလဲကောင်းပါတယ်ရွေချက်ကလေးတွေစိတ်ထားလေးတွေအဆင်ပြေပါတယ်เนาะဒါပေမဲ့လည်းကျမယေရှုတော်ကကြည့်ရင်အဆင်မပြေပါဘူးเนาะဘာလို့အိနာဆိုတာကယောဂပိုးတွေအများကြီးရှိပါတယ်ကျမယေအရာအခြေခံလောက်တော့တည်ထားဖို့လိုပါတယ်အများအမြင်မှာလည်းအမြင်တင့်တော်ဖို့လိုပါတယ် နောက်ဗီဒီယိုဖိုင်လေးကတော့ပေါ့ပေါ့ပပကြည့်အောင်ပြန်လဲဝေမျှခြင်းသာဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်တို့ကြည့်လိုက်ကြရအောင်ရအောင်အောင်အောင်ရအောင်တူအောင်ယုံကြည်ထားတာရအောင်တူအောင်ယောသမီးတာရအောင်နော်ဆုံးလေးဆောင် you look like it ah ရအောင်တူအောင်ယောသမီးတာရအောင်နော်ဆုံးလေးဆောင် you look like it ah ဘာလို့ဆိုနေတာတော့ဟမ် ဘာဘာလို့ဘလို့ဆိုနေတာလဲမသိဘူးနော်ဘာဆိုရလို့ထင်တယ်ကျွန်တော်တို့မြန်မာပြည်မှာလည်းတနေ့တနေ့ထူဆန်းတာတွေကြီးပဲအံ့ဩစရာတွေကြီးပဲနော်အဲ့တော့တချင်းဟိုတောင်မှလူနားမလဲအောင်ဆိုတတ်တဲ့အဆိုတော်တွေလည်းပေါ်လာပြီပေါ့လေနော်အဲ့တော့အကြည့်ပါဦးမယ်ရအောင်အောင်အောင်ရအလုံးရအလုံးအမဟုတ်ရောက်ကြတဲ့နေတော့လိုက်ပြီအော်ရအလုံးဘယ်ဆိုဘုံမှန်ဆိုတဲ့ပုံစံမျိုးနဲ့ဆိုလိုက် အဲရအားလုံးထက်အဲ့လိုမျိုးစုလိုက်လို့ရတယ်မဲ့အဲ့လိုမျိုးကြတော့လည်းမလောက်ဘူးဘလို့ကြီးတော့လက်ကြီးရတယ်တမျိုးကြီးလည်းစုလိုက်ရအဲရအားလုံးထက်အဲ့လိုမျိုးစုလိုက်လို့ရတယ်မဲ့အဲ့လိုမျိုးကြတော့လည်းမလောက်ဘူးအေးဟုတ်တယ်နော်ဘလို့ကြီးတော့လို့လည်းစုလိုက်ရအဲရအားလုံးထက်အဲ့လိုမျိုးဆိုလိုက်လို့ရတယ်မဲ့အဲ့လိုမျိုးကြတော့လည်းမလောက်ဘူးအေးဟုတ်တယ်နော်စစချင်းတည်ရဆိုတယ်အဲ့ chorus နေရာမှာဟိုစပြီးဆဲတာ တချင်အပြစ်မတင်ရသေးတဲ့အချိန်မှာအေးခေါ်ရတေးသေးလေးပဲအရာလုပ်တတ်တယ်ဆိုတာဒါဘာဘာတိုင်ကြီးလဲဆိုတာအရင်ရှင်အဲမိုင်းကမရင်မတွေ့ဘူးဒါဘာတိုင်ကြီးလဲ तू ကဘာလဲဆိုနေရလဲအဲအဲ့လိုမျိုးကအရင်ဆုံးကအခု20 30လောက်ကတန်းစီမရှိတော့ဘူးသားကြီးဆိုတာဝေဖန်တာရောကြားလေးလဲဝေဖန်တယ်ကြားလေးတွေအဲ့လိုမျိုးကြားလေးတွေပဲကြိုက်တာရယ်လဲတော့မဟုတ်ဘူးဒါပေမဲ့ယောကဒါတချင်ကယွန်းရလာကြတဲ့အဒီပုံစံတိုင်းလေးပဲရလာတယ်အဲ့လိုယွန်းဆိုတဲ့အချိန်မှာလဲယွန်းကဒီပုံစံလေးအတိုင်းပဲဆိုလိုက်တဲ့ဟာမျိုးပဲရှိရပါတော့နော်ဝေဖန်တဲ့ဟာပြောတာမျိုးဆိုလို့ရှင်လဲ ါလူတိုင်းကကြိုက်တဲ့လူရှိရဲမကြိုက်တဲ့လူရှိရဲဆိုတာကိုညီမနားလည်လက်ခံတယ်ဗောနော်အဲ့ခါကျတော့ဘာမှတော့ပြန်မတုံပြန်ဖြစ်ပါဘူးဟုတ်ကဲ့ပါဗီဒီယိုဖိုင်လေးတွေကတော့ဒီလောက်ပါပဲဒီဗီဒီယိုဖိုင်လေးတွေကတော့လက်တလုံး line ပေါ်မှာလူပြောများနေတဲ့ဗီဒီယိုဖိုင်လေးတွေကိုစူးစီးပြီးတော့ reaction လုပ်ပေးလိုက်ရခြင်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်ကွီးစောပါကျွန်တော် channel လေးကိုလည်း like and subscribe လေးလုပ်ပေးခဲ့ဖို့တောင်းဆိုပါရစေဗျာ